โอเคကျွန်တော်ဒီကတော့ကဲကျွန်တော်အားလုံးမထင်မှန်ထားတဲ့ event တခုလာဖို့ရှိပါတယ်။ကဲဒါကျွန်တော်တို့ shop ဆက် event မှာဖြစ်ပါတယ်။ကဲဒီ event လောလောဆယ်ကျွန်တော် advanced server မှာလာနေရဖြစ်ပါတယ်။ကျွန်တော် ordinary server ကိုလာမဲ့ရက် date အတိကျတော့ကျွန်တော်မသိရသေးဘူးနော်။ကဲမသိရသေးဘူးဆိုပေမဲ့လို့ကျွန်တော်ဒီ event လာတဲ့အချိန်ကျရင်ကျွန်တော်ဘယ်ချိန်မှာလာတာပေါ့နော်။အဲဘယ်ချိန်ဘယ်လဘယ်နေ့မှာပဲလာလား။ကျွန်တော် event လာတဲ့အချိန်ဘယ်လိုပုံစံမျိုးနဲ့ကျွန်တော် diamond အနည်းဆုံးနဲ့ shop ဆက် skin တကောင်ကိုကျွန်တော်ဘယ်လိုကုန်းစင်းလို့ရမလဲဆိုတော့ဇာတ်လမ်းနဲ့ချင်းပြပြမှာဖြစ်ပါတယ်။ကဲအဲ့တော့ကျွန်တော်ဒီ event ကလောလောဆယ် ကျွန်တော်လာနေပေါ့လိုင်းဆိုတော့ကျွန်တော်တို့ဆက်နောက်ပြောလို့ original server ကတော့ရောက်အောင်အချိန်မတည်သေးဘူးကဲကျွန်တော်ဒီမဲ့ skin ကိုကြည့်မယ်ဆိုအရင်ရှိပြီးသား skin ကိုအပြင်ကျွန်တော်တို့ skin အစ်စ်သုံးခုထပ်ပြီးပါမယ်ပေါ့နော်ကဲကျွန်တော်အရင်ရှိပြီးသား skin တွေကတော့ကျွန်တော် amon နဲ့ကျွန်တော် hanavi ကတော့အရင်ရှိပြီးသား skin တွေပေါ့နော်ကဲအစ်စ်နေနေကျွန်တော်တို့ benedetta ပါမယ်ပင် sicilian ပါမယ်ကလင်ပါမယ်နော်အဲ့ဒီသုံးခုထပ်ပြီးတော့ပါလာမှာဖြစ်ပါတယ် ကဲတော့ဒီဆိုအပန်းစာပါမှာဆိုတော့ထုံးစံနိုင်မယ်ကိုလက်တိုင်းနဲ့စထုတ်ရတယ်ပေါ့နော်ကိုဒီမှာကျွန်တော် free token လောက်လာတယ်ပေါ့နော်လောလောဆယ်ကတော့ လောဆယ်ကျွန်တော်တို့ free token လာမယ့်ရက်ကောအီးမန်လာမယ့်ရက်ကောအတိအကျမသိဘူးပေါ့နော်ကျွန်တော် one draw diamond 50ကျွန်တော် daily discount လဲဆိုရင်ကျွန်တော်25လုံးကြာမယ်ပေါ့နော် pan draw ကို diamond 450ကြာမယ်လောဆယ်ရှော့စည်းမှာပါတယ်ပေါ့နော်ကြည့်ဟုတ်အဲကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်ဘယ်လို အဲဘယ်ဇာလေးနဲ့ကျွန်တော်တို့ short versus skin တကောင်ကိုတိုင်းကိုအနည်းဆုံးဘလောက်နဲ့ကျွန်တော်ကုန်းစင်းလို့ရအောင်ဆိုဇာလေးနဲ့တစ်ချက်ရှင်းပြအောင်မှာဖြစ်ပါတယ်။ဒါကြောင့်ဇာလေးတစ်ချက်တူတူကြည့်လိုက်အောင်။ Okay ဘုညိုက skin တကောင်ကိုကျွန်တော်တို့အနည်းဆုံး draw 90ကို100လောက်ပေါ့နော် draw 100လောက်ထိဆိုရင်ကျွန်တော်တို့လုံလောက်လို့ပေါ့။အဲဒါဆိုကျွန်တော် skin တကောင်ယူလို့ရပါလေ။ဒါကြောင့်ဒီမှာလုံလုံပိုးပိုးကျွန်တော်100ကျော်လောက်ဒီ110 120လောက်ဒီရအောင်ဆွဲပေးထားတယ်ပေါ့နော်။ကဲမင်းကျွန်တော် event ကဆုနာပြောလို့ date ကိုအတိအကျမသိဘူးဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာဟိုဘယ်လဘယ်ရက်တွေတော့မပေါ့ဘူးပေါ့နော်။ဒါဒါပေမဲ့လို့ event စပြီးဘယ်နေ့နေရနေရောဘယ်နေ့အတွက်မှာပါလို့ရမယ်နော်။ဥပမာတရရက်နေ6ရက်နေတွင်ပါလို့ရမယ်။ event လာပြီးတရရက်နေရနေ6ရက်နေတွင်မှာပါလို့ရမယ်။ပြီး9ရက်နေမှာပါလို့ရမယ်။10ရက်နေမှာပါလို့ရမယ်။10ရက်နေမှာပါလို့ရမယ်။အဲ့လိုလေးကျွန်တော်ပြောပြပြမှာဖြစ်ပါတယ်။အဲ့တော့ brother နေအစင်အနေနဲ့တော့ကျွန်တော်တို့60လောက်ပါမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကဆုံးနာပြောသလိုပဲ ဤဗန်လာမဲ့ဒိတ်ဒီမတိရဖြစ်တဲ့အတွက်ဘရသာတို့ဤဗန်လာတဲ့အချိန်မှာเนาะဤဗန်လာပြီးဘယ်နေ့နေမှာဘာလို့အမဖြစ်တဲ့အတွက်ဘရသာတို့အနေနဲ့ဤဗန်လာလာခြင်းဘယ်ချိန်မှာလာလာဒီဇာတိတိုင်းကုန်းစင်လို့ရတယ်အဲ့တော့ကျွန်တော်တို့လောစေတိုင်းမလို့ဘယ်လောက်ရှိတယ်ကျွန်တော်တို့မှာတိုင်းမဘယ်လောက်ရှိတယ်ပြီးတော့စကင်ကိုကျွန်တော်တို့ရဖို့အတွက်ဆိုတိုင်းမဘယ်လောက်ထက်စုရမလဲဆိုတော့ခံမှန်ထားပြီးတော့ကြိုးပြီးစုထားလို့ရမှာပေါ့เนาะကျန်ကျွန်တော်ဇာတိလေးကိုတစ်ချက်ကြည့်မယ်ဒီမှာကျွန်တော်အဆင်ရှိမယ်ပြီးကျွန်တော်တို့အဲရက်ပေါ့ရက်တို့ဆိုရင်မှကျွန်တော်တို့ဒီတရက်နေ့ရက်ပေါ့เนาะ ရောရောဒိတ်တော့မဟုတ်ဘူးတရက်နေ့ရက်အလူလီပါမယ်ပင်လုံးဆောင်မှန်လေးပါမယ်ကျွန်တော်ဒိုင်မွန်ကုန်ကြမဲ့ဒိုင်မွန်ပတ်မှာပါမယ်ပေါ့အပြင်ကျွန်တော်ဒေါ်ရည်တွေပါမယ်ပေါ့နော်ကဲပဲကျွန်တော်တို့ဆိုကြပါအဆင့်တက်အနေနဲ့ပါလို့ရမလဲဆိုရင်ကျွန်တော်အီးဗန်လာပြီပေါ့နော်ဆိုကြပါဆိုဥပမာအီးဗန်လာပြီအီးဗန်လာပြီဆိုရင်ကျွန်တော်တို့အီးဗန်လာလာချင်းအဲတရနေ့ရနေ့6နေ့အတွင်းမှာကျွန်တော်ဒိုင်မွန်25လုံးနဲ့ဒေးတော့နဲ့ကျွန်တော်လှည့်သွားပြီနော်အဲကျွန်တော်ဒီမှာ weekly ပတ်ထည့်တာလေးဒိုင်မွန်ထည့်ရတယ်မပါဘူးနော်တော့တော့ကျွန်တော်ကကုန်ကြမဲ့ဒိုင်မွန်ပမာဏပဲ ထည့်ပြီးတွက်ပြပေးတော့မှဖြစ်ပါတယ်ဘရဒါတွေနဲ့လိုတဲ့ diamond ပုံမှန်တွေကိုကိုယ့်ဘာကိုစုပါထည့်ပါပေါ့နော်အဲ့လိုလုပ်ပြီးတော့အဲဒီလှည့်သွားပါပေါ့နော်ဒီဒီမှာ weekly pack ဘယ်လောက်ထည့်ရပါ냐တော့မပါဘူးနော်အဲ့တော့ဘရဒါတွေနဲ့ diamond လိုလိုလိုစုထားလို့ရအောင်ဒါလေးကိုဇာတ်လေးနဲ့ပြပေးတာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ကျွန်တော်အစင့်တင်နေနဲ့မလုပ်မလဲကျွန်တော်တို့ email လာလာခြင်းနေ့မှာကျွန်တော်တို့ကတရရဲ့နေ့ကနေပြီးတော့ email လာယူပါနော်ပထမလာတဲ့နေ့မှာနေ တရက်နေရနေရော6ရက်နေအတွင်းမှာကျွန်တော်တို့က diamond 25လုံးနဲ့ daily discount နဲ့နေစဉ်လှည့်သွားမှာအဲဒါကျွန်တော် diamond ကျွန်တော်တို့က150ကုန်မယ်ပေါ့နော် diamond 150ကုန်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာအဲခုနှစ်နေ့ရောက်လို့ရှိရင်ကျွန်တော်တို့က free token base one လာပြီပေါ့နော် event နေရဲ့သဘောတဘာဝထုံးစံတိုင်းဆိုရင်ကျွန်တော်တို့ event လာပြီးခုနှစ်မြောက်နေ့လောက်ဆိုရင်ကျွန်တော်နော်အဲခုနှစ်မြောက်နေ့လောက်ဆိုရင်ကျွန်တော်တို့က free token base one လာတာများတယ်လေအဲ့တော့ကျွန်တော်အားကိုကျွန်တော်ထည့်ပြီးတော့ အဲခမ်းမန်းကြီးထည့်ထားတာပေါ့နော်ခုနှစ်ရဲ့မြောက်နေ့မှာဆိုကျွန်တော်ပြီတော်ကဖေးဆွမ်းလာပြီအဲ့မှာကျွန်တော်ဒိုင်းမွန်195လုံးထည့်မယ်ပေါ့နော်ဒိုင်းမွန်နဲ့ငါသက်ဝက်ရရှာဆိုပြီးမှကျွန်တော်ပူပူလူလူဒိုင်းမွန်195လုံးထည့်ပြီးတွက်ပြီးထားဖြစ်ပါတယ်အဲဒိုင်းမွန်195လုံးထည့်မယ်ပေါ့ထည့်ပြီးကျွန်တော်6ကျင်လှည့်လိုက်ပေါ့နော်အဲဒိုင်းမွန်195လုံးကုန်မယ်ကဲ6ကျင်ဆိုတော့195မှာလောက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒိုင်းမွန်195လုံးကုန်မယ်ပေါ့ကဲကျွန်တော်ဒေါ်နေရာကြီးမှာကျွန်တော်တို့အဲ6ကျင်ထည့်ရမယ်ပေါ့နော်အားလုံးစုစုပေါင်း6ကျင်ပေါ့နော် ောင်းထရမုံနော်အပေါ်ကပောင်းထရမုံဘူးတဆင်ချင်းဟာကိုတခုချင်းပြပေးသွားတယ်တရက်နဲ့6နေမှာ6ချင်းရမယ်9ချင်းနေမှာကျွန်တော်6ချင်းရပါဘောနော်တူတယ်ပြပေးတာမဟုတ်ဘူးနော်သူဒီဇာတ်တိုင်ကျွန်တော်ရတဲ့ draw ရတဲ့ဟောကိုညမတိုင်ဘောတွေ့ပြတာဖြစ်ပါတယ်အောက်မှာတူတယ်ပါမှာဘောနော်ကဲကျွန်တော် round ကျွန်တော်အ round 1ဘောနော် free token phase 1အရရကျွန်တော်တို့ free token 29ကတော့တော့ရမှခံမှန်းလေဘောနော်29ကလောက်ရမယ်ဒီမင်းကျွန်တော်တို့ဒီမှာ ဟိုတကက်ကလည်းအပူရောင်းပေါ့ကွာဘာလို့လဲဆိုရင်ကျွန်တော်တို့ဟို follow လုပ်ထားတာပေါ့နော်ကဲအဲ့ဒါလေးတကက်ရောင်းမှာအားလုံးစုစုပေါင်း draw 20ရမှာပေါ့နော် draw 20ရရမှာ down wall တခုမှမကုန်ဘူးအပေါ် high နဲ့ကျွန်တော်အဲ့မှာကျွန်တော်ဘယ်လောက်ရမှာဆိုရင် draw 30လောက်ရမှာပေါ့နော်29ရဲ့ကျွန်တော်က20အဲ29တခုတောင်းလဲဆိုရင်ကျွန်တော်30ပေါ့နော်။အဲအဲ့ဒီမှာကျွန်တော်တို့အဲခုနှစ်မြောက်နေ့မှာရမယ်ဟာကကျွန်တော်တို့က diamond 185လုံးထည့်မယ်ပြီးရင်ကျွန်တော်6ချိန်လှည့်မယ်။ ပင်ကျွန်တော်တို့ဖိတော့ကဖေးဆွမ်းကကျွန်တော်တို့ဖိတော့ကအခု30ကိုယူလိုက်မယ်လှည့်လိုက်မယ်ပေါ့နော်။အဲအဲ့ဒီမှာဆိုရင်ကျွန်တော်တို့က၄ရက်နေရနေပြီးတော့ကျွန်တော်ခုနှစ်ရက်နေအတွင်းမှာကျွန်တော်တို့ကအဲ6ဂျိန်6ဂျိန်30ပေါ့နော်။အဲ့လောက်ရသွားပြီပေါ့နော်။ပင်ကျွန်တော်ရှင်းရနေရ73ရက်နေအတွင်းမှာကျွန်တော်က daily discount diamond 25လုံးနဲ့ဒီနေ့ချင်းလှည့်သွားမယ်။ diamond 150ကုန်မယ်ပေါ့။ကဲအဲ့ဒီဟာကကျွန်တော်တို့ရှင်းရနေရ73ရက်နေအတွင်းမှာက6ဂျိန်ထပ်ရမယ်။ ပြင်16ရက်နေ့မှာကျွန်တော်တို့ဖိလူကန်ဖေ့စ်2လာပြီအဲ့မှာဒိုင်မွန်ဆောင်းလိုပဲ295လုံးထည့်မယ်6ကျင်းလှည့်တိုင်းပဲပေါ့ကိုညဒိုင်မွန်ဒိုင်မွန်295လုံးထပ်ကုန်မယ်6ကျင်းထပ်ရမယ်ပေါ့အဲ့မှာပြင် round 2ကဖိလူကန်29ကိုလှည့်တိုင်းမယ်အဲ့မှာကျွန်တော်တို့ဖိလူကန်အချင်းကြီး29ကိုထပ်တိုးမယ်ပေါ့နော်ပြင်ကျွန်တော်15ရက်နေ့ကနေပြီးတော့ကျွန်တော်တို့30ရက်နေ့ဒီလိုဒိုင်မွန်25လုံးနဲ့ daily discount နဲ့လှည့်သွားမယ်ပေါ့နော်ဒိုင်မွန်400လောက်ကုန်မယ်အဲ့မှာကျွန်တော်တို့15ရက်နေ့30ဆိုတော့96ကျင်းထပ်ရမယ်ပေါ့နော် အဲ့ဒါကျွန်တော်တို့အဆင့်1ကနေပြီး9ထိအဆင့်9ထိဆိုကျွန်တော်တို့ကစုစုပေါင်းကျွန်တော်တို့ရဲ့ဒိုင်းမွန်ကုန်ကြဈေးကကျွန်တော်တို့ဒိုင်းမွန်1250လောက်ကုန်မယ်ဒူတယ်တော့ကျွန်တော်တို့99ကျေရမယ်ပေါ့နော်အဲ့ဒါကျွန်တော်အားလုံးစုစုပေါင်းပါနော်ဟိုတရနေ့6ရက်နေ့ကတရနေ့နေ့6နေ့တို့မှာလှည့်တဲ့6ကျင်ရဲ့9နေ့မှာလှည့်တဲ့6ကျင်ရဲ့ဖီတိုကန်ဖီဝါရတဲ့ကျွန်တော်တို့30ရဲ့အဲ့ဒါအကုန်လုံးပေါင်းလို့ချင်း99ကျင်ရရဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်တို့ကစကင်ကောင်ရဖို့နှိမ့်ဆက်သွားပြီပေါ့နော်ကန်ကောင်အဲ့မှာလဲလို့ရမယ် ကဲကံမကောင်းဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုရင်အီးမန်ဘီဂန်နေ့မှာကျွန်တော်တို့ကနောက်ထပ်ဒေါ်ထက်လှဲ့နော်ဒိုင်မိုလေး50ထည့်ပြီးတော့စေချင်းထက်လိုက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့တူတွေတိုင်းပေါ်ကကျွန်တော်တို့1900လောက်ဒီကုန်မယ်အားလုံးတူတွေတော့ကကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်169ကျင်းလောက်ဒီရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ဒိုင်မိုအများဆုံးပေါ်ရမယ်ပမာဏဖြစ်ပါတယ်အားလုံးစုစုပေါင်းဆိုရင်ဒိုင်းမိုနေနဲ့1900လောက်ကုန်မယ်ဒူလေတော်နေနဲ့119ကျင်းလောက်ဒီရမှာဖြစ်ပါတယ်ကဲဗီတာကျွန်တော်အားလုံးစုစုပေါင်းပါနော် အဲ့တော့ဘယ်နည်းဘယ်ရဲ့ဘယ်လာလားဒီဆရာလေးတန်းကျွန်တော်တို့ကုံစင်းလို့ရပါတယ်နော်အရင်လိုကျွန်တော်တို့ကတူတယ်တော့ပေါင်းထားတာမဟုတ်ဘူးပေါ့နော်ဟိုအဆင့်တက်မှာဘယ်နှကြိမ်ရမယ်အဆင့်နှစ်မှာဘယ်နှကတ်ရမယ်အဲတူတယ်တော့ဘယ်လောက်ရမယ်အဆင့်သုံးမှာတူတယ်တော့ဘယ်လောက်ရအားလုံးကျွန်တော်အောက်ကြမှာတူတယ်ကိုပေါင်းပြီးထားတာဖြစ်ပါတယ်ဒိုင်းမိုးနေနဲ့ထောင်းနေကုန်မယ်တူတယ်တော့နည်းတရား၁၀နဲ့၉ကြိမ်လောက်ထိရမယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဟို 96ကြိမ်ဒီလောက်ဆိုရင်တော့ကျွန်တော်တန်ပေါင်း1050လောက်ပဲကုန်မယ်။ဒါပေမဲ့အောက်ဆုံးတွေကျွန်တော်တို့196ကြိမ်လောက်ထိသွားမယ်ကျွန်တော်တန်ပေါင်း1900လောက်ကုန်မယ်ပေါ့နော်။ကဲဟုတ်ပြီကျွန်တော်ဒါမရှင်းတာလေးရှင်ကွန်မန့်မှာလာမိလို့ရတယ်ကျွန်တော်ဒီဇယားလေးတို့တော့ကျွန်တော်တို့တိတော့မှလေးမိထားမယ်နော်ထုံးစံနိုင်မယ်။အောက်မှာလင်းလင်းပေးထားမယ်အိမ်လျံသွားပြီးတော့ယူလို့ရတယ်။โอเคကဲဘလူးတွေကတလောက်ပါ။